င်္ဂလာပါ DVB ရဲ့စီးပွားရေးအစီအစဉ်ကနေကြိုဆိုပါရစေအခုဒီပတ်တွင်စူးစီးရရှိထားခဲ့တဲ့နိုင်ငံတကာနဲ့ဒေတာရင်းစီးပွားရေးသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် American အစိုးရရန်တရားရဆိုင်မှုကိုအဆုံးသတ်နိုင်ခဲ့ပေမဲ့ဒေါ်လာ9ဘီလီယံကနေ14ဘီလီယံကြားဆုံးရှုံးခဲ့ရတဲ့သတင်းဖြေကကူမြို့တဲ့ထူထောင်သူရှီကြည်ကျန်းကိုရုပ်အာနာပိုင်းနေစီထိုင်းကလွှဲပြောင်းပေးလိုက်တဲ့တဲ့င်းနဲ့ ဂျပန်စီးပွားရေးဖွံ့ဖြိုးအောင် AI နဲ့အရေးကြီးကဏ္ဍ18ခုမှာရင်းနှီးမြှုပ်နှံသွားမယ်ဆိုတဲ့သတင်းတွေပဲဖြစ်ပါတယ်။ပထမဆုံးတင်ဆက်ပေးမှာကတော့ American သမိုင်းတလျှောက်အကြာရှည်ဆုံးဖြစ်ခဲ့တဲ့43ရင်းကြာအစိုးရရန်တရားရန်ဆိုင်မှုအဆုံးသတ်စီမဲ့ဗဏ္ဍငွေထောက်ပံ့ရေးဥပဒေကြမ်းကို သမ္မတဒေါ်နယ်ထရမ့်ကလက်မှတ်ထိုးပြီးအတည်ပြုလိုက်ပါတယ်။ အဲ့ဒီဥပဒေကြမ်းကိုအထက်လွှတ်တော်ကနိုဝင်ဘာလ17ရက်နေ့မှာအတည်ပြုခဲ့ပြီးနောက်နောက်တည့်ရက်အတွင်းသမရကိုတိုင်ရောအောက်လွှတ်တော်အနေနဲ့ပါထပ်မံအတည်ပြုခဲ့တာပါနိုဝင်ဘာလ17ရက်နေ့အတွင်းအောက်လွှတ်တော်မှာမဲခွဲဆုံးဖြတ်ခဲ့ရာ Republican တွေနဲ့အတူ Democrat အမတ်6ယောက်ရဲ့ပူးပေါင်းပါဝင်မှုကြောင့်ထောက်ခံမဲ222မဲနဲ့ကန့်ကွက်မဲ209မဲရလက်ထွက်ပေါ်ခဲ့တာတွေ့ရပါတယ်ဒီလိုမျိုးအစိုးရလုပ်ငန်းဆောင်တာတွေရက်ဆိုင်သွားခဲ့တဲ့အလျောက် လောက်ခလစာမရဘဲအလုတ်ရနာထားရတဲ့ Federal ဝန်ထမ်းထောင်ပေါင်းများစွာဟာအလုတ်ပြန်ဆင်းနိုင်တော့မှာဖြစ်ပါရည်။ဒါ့အပြင် Snap လိုမျိုးရပ်တန့်နေခဲ့တဲ့အစားအသောက်ထောက်ပံ့ရေးအစီအစဉ်တွေနဲ့အတူလေကြောင်းထောက်ပံ့ရေးစနစ်တွေပါ ပြန်လည်လည်ပတ်နိုင်တော့မှာဖြစ်ပါရည်။ဒါ့ပြင်မဲ့လည်းပုံမှန်အတိုင်းအစိုးရလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ဆိုရင်တော့အချိန်တစ်ခုယူရအောင်မှာဖြစ်ပါရည်။ဒါကဗန္နငွေရာသုံးဥပဒေဖြစ်တာကြောင့်အစိုးရကို ဇန်နဝါရီလ30ရက်နေ့အထိသာတုံးဆွဲခွင့်ပြုထားတာဖြစ်ပါတယ်။အခုတစ်ခေါက်မှာဒီမိုကရက်တီတောင်းဆိုထားခဲ့တဲ့ကျမ်းမာရေးအာမခံထောက်ပံ့ကြီးတက်တန်းတို့ဖို့မပါဝင်ခဲ့တဲ့အတွက်အလားတူအစိုးရရန်တရားရက်ဆိုင်မှုမျိုးနောက်တစ်ကြိမ်ဖြစ်ပွားနိုင်ပါတယ်။ဒါပြင်ကမ္ဘာနိုင်ငံအများပြောက်ပေါ်အခွန်စည်းကြက်မှုကနေရလာမဲ့အစိုးရဘဏ္ဍာငွေတွေကိုလည်းနိုင်ငံသားတွေအတွက်ဒေါ်လာ2000စီးအစုပေါ်အမြတ်ခွဲဝေပေးသွားမယ်လို့အင်ဖြူတော်အနေနဲ့ထုတ်ပြန်သွားပါတယ်။ အဲ့ဒီကိစ္စဖြစ်လာအောင်အင်ဖြူတော်ကလှုပ်ဆောင်ပေးဖို့ဥပဒေရေးရနီလန်အလုံးကိုလေ့လာနေတယ်ဆိုပြီးပြောခွင့်ရအမျိုးသမီးဖြစ်သူ Caroline Levitt နေနဲ့အတည်ပြုထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံရဲ့မြို့တော်ဘန်ကောက်မှာ online လောင်းကစားမှုနဲ့အကျဉ်းချခံရတဲ့ကြားဖြန့်ကောင်းဆောင်ဖြစ်သူရှီကြည်ကျန်းကိုအာနာပိုင်တွေကတရုတ်လက်ထဲလွှဲပြောင်းပေးလိုက်ပြီးဖြစ်ပါတယ် နိုဝင်ဘာလ7ရက်နေ့တုန်းကရာထိုင်းလုပ်ငန်းစုဥက္ကဋ္ဌလည်းဖြစ်ရွှေကုတ်ကူမြို့သစ်ထူထောင်သူလည်းဖြစ်တဲ့ရှိကြည်ကျန်းကိုသူ့နာဘူမိလေးစိတ်ရှိရာခေါ်ဆောင်လာခဲ့တာပါအဲနောက်လေးစိတ်မှာအသင့်ဆောင်ဆိုင်နေတဲ့တရုတ်ပြည်သူလုံခြုံရေးဝန်ကြီးဌာနကတာဝန်ရှိသူတွေလက်ထက်ကိုတရားခံလွှဲပြောင်းပေးခဲ့ပါတယ်အခုလိုမျိုးလွှဲပြောင်းအနံခဲ့တာဟာနိုဝင်ဘာလ10ရက်နေ့အတွင်းဗဟိုတရားရုံးရဲ့စီရင်ဆုံးဖြတ်ချက်အရဖြစ်တယ်ဆိုပြီး ထိုင်းသူရဲချုပ်အနေနဲ့ပြောပြသွားပါရယ်ရှီကြည်ကျန်းကျူးလွန်ခဲ့တဲ့အမှုတွေကိုလည်းတရုတ်တရားရုံးကသာစီရင်ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ဖော်ပြထားပါရယ်အသက်43နှစ်အရွယ်ရှီကြည်ကျန်းဟာအရှိတောင်အာရှကအွန်လိုင်းလောင်းကစားဒိုင်မောင်း239နေရာကိုကျူးကန်ထားသူဖြစ်တဲ့လျောက်ထိုင်းဘတ်ငွေဘီလီယံနဲ့ချီပြီးဝင်ငွေရရှိနေသူဖြစ်ပါရယ်ဒါပြင်လူကုန်ကူးမှုငွေကြေးခွာချမှုအွန်လိုင်းငွေလိမ်မှု အာဓမစေခိုင်းမှုတွေနဲ့ပြည့်နေနေတဲ့မြမဘတ်ချန်းမြောက်ရီခရိုင်တွေကရွှေကုတ်ကိုအထူးစီးပွားရေးဇုန်ကြီးကိုထူထောင်ခဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်မဲ2021မေလမှာရှီကြည်ကျန်းကိုအရက်သားပြည်သူတွေရဲ့ပိုင်ဆိုင်မှု ဆုံရှုံအောင်လိန်လည်ခဲ့တဲ့အတွက်နိုင်ငံတကာရဲတပ်ဖွဲ့ Interpol ကဖမ်းရန်ထုတ်ခဲ့ပါတယ်။တရုတ်ပြည်ရောက်သွားခဲ့ရင်တေးတံပေးခံရနိုင်တဲ့အလျောက်ရှီကြည်ကျန်းကသူနိုင်ငံသားခံယူထားတဲ့ကမ္ဘောဒီးယားဘက်ကသာ လွှဲပြောင်းပေးဖို့တောင်းဆိုခဲ့ပါသေးတယ်။ထိုင်းဘိုဟိုတရားရုံးကိုတရားခံရဲ့ရှင်းနေတွေဘက်ကအယူခံရှောက်ထားပေမဲ့လည်းရက်90တွင်တရုတ်နိုင်ငံစီပြန်လွှဲပြောင်းပေးဖို့အတွက်သာ စီရင်ဆုံးဖြတ်ခဲ့တာပါ။ ဆက်လက်တင်ဆက်ပေးမှာကတော့ကမ္ဘာစတုတ္ထအကြီးဆုံးဂျပန်နိုင်ငံရဲ့စီးပွားရေးကိုတဖန်ပြန်အားကောင်းလာစေဖို့အတွက်အဓိကကျတဲ့ကဏ္ဍ၁၈ခုမှာယင်းနှိမ့်နှံသွားမယ်လို့ဝန်ကြီးချုပ်အသစ်ဖြစ်သည့်ဆနာအဲတာကာအီချီကအတည်ပြုသွားပါတယ်။နိုဝင်ဘာလ၁၇ရက်နေ့ထုတ်ပြန်ချက်အရအဲ့ဒီတည်းမှာ AI အသိဉာဏ်ရည်တူးနဲ့ချစ်ပြအပောင်ဝင်တမောတိဆောက်ရေးစတဲ့ကဏ္ဍတွေပါဝင်လာတာတွေ့ရပါတယ်။ 2026ခုနှစ်မှာအပီးတက်နိုင်ဖို့စီစဉ်ထားတဲ့စီးပွားရေးတိုးတက်မှုအစီအမံနဲ့အတူနိုဝင်ဘာလနှောင်းပိုင်းမှာထွက်လာမယ့်လုံခြုံရေးအစီအစဉ်အသစ်ကိုအစိုးရဘက်ကတပြိုင်နက်ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။အခုလိုမျိုး စီးပွားရေးကလုံခြုံသွားမဲ့အစီအစဉ်တစ်ခုတည်းတွင်ဒေါ်လာ65ဘီလီယံထိတန်ကြီးရှိနိုင်တယ်လို့နီကေးသတင်းစာမှာဖော်ပြထားပါတယ်။လက်ရှိကုန်စည်နှုန်းတွေလည်းမြင့်တက်နေတာကြောင့် အိမ်အောင်စုလိုက်ရင်ဆိုင်နေရတဲ့ဝင်းဒိုးဝင်ပုံးတွေကိုဒီအစီအစဉ်တစ်ကနေ ရှော့ချပေးနိုင်မှုရာညွှန်မှန်းထားကြပါတယ်။ဒါပြင်ဂျပန်နိုင်ငံရဲ့ကာကွယ်ရေး၊စေဝါအရေးပါတဲ့ဒက်သထုလေကြောင်းနဲ့အာကာသစိုက်ဘာလုံခြုံရေး၊ကွမ်တမ်ကွန်ပျူတာ၊နျူကလ িয়ার ပေါင်းစည်းစွမ်းအင်စတဲ့အရေးကြီးနယ်ပယ်တွေမှာပါယင်းနှိမ့်နှံသွားဖို့ရှိကြောင်းသိရပါတယ်။လွန်ခဲ့တဲ့လမှာပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်ဖြစ်လာခဲ့တဲ့တာကာအီချီကာ ဂျပန်ဖွံ့ဖြိုးရေးဆိုင်ရာမဟာဗျူဟာကောင်စီကိုဖွဲ့စည်းပြီးတဲ့နောက်ပထမဆုံးကြိမ်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ဒီမှာတင်ပြခဲ့တဲ့အကြောင်းအရာတွေအတွက်လိုအပ်တဲ့ဖြည့်စွက်ဘတ်ဂျက်ရအောင်လှုပ်ဆောင်ကြဖို့နဲ့လိုအပ်တဲ့အခွန်ဆိုင်ရာစီမင်းစည်းကမ်းတွေဖော်ဆောင်ဖို့အတွက်တက်ဆိုင်ရာဝင်ကြီးတွေကို တောင်းဆိုလိုပါတယ်ဆိုပြီးတက္ကအီချီကပြောတော်ပါတယ်။မကြာသေးခင်ကလည်း American သမ္မတ Donald Trump နဲ့တက္ကအီချီတို့ကြားတွေ့ဆုံခဲ့မှုတွင် တမောတိဆောက်ရေးကဏ္ဍမှာပူပေါင်းဆောင်ရွက်မှုကိုမြှင့်တင်သွားဖို့သဘောတူညီနိုင်ခဲ့ပါတယ်။ဒီလိုမျိုးငွေကြေးဖောင်းပွနေတာကဝင်းကြီးချုပ်ဟောင်းရှီကဲရုအီရှိပါကိုတနစ်မပြည့်ခင်မှာရင်ယာဒူးနှုတ်ထွက်ဆေခဲ့တဲ့အကြောင်းရင်းဖြစ်တယ်လို့အစိုးရအသစ်တွက်လည်းအဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့ပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့ 2040ပြည့်နှစ်လွန်မှာတနေ့ကိုရေနံစီတမ်းပေါင်းတရာနဲ့အထက်လိုအပ်လာမှာဖြစ်တယ်လို့ UAE နိုင်ငံပိုင်း Agno ရေနံကုမ္ပဏီကခန့်မှန်းထားပါတယ် UAE ဟာရေနံတင်ပို့သောနိုင်ငံများအဖွဲ့ OPEC Plus ရှစ်နိုင်ငံတွေကတနိုင်ငံဖြစ်ပြီးဒီဇင်ဘာလမှာရေနံထုတ်လုပ်မှုကိုတိုးမြှင့်ကြဖို့အတွက်သဘောတူညီခဲ့ကြပါတယ် လာမယ့်နှစ်ပထမ3လပတ်အတွင်းဝဲလိုအပ်တဲ့ပိုပြီးရေနံထုတ်လုပ်တာမျိုးဖြစ်မှာစိုးရိမ်တဲ့အလျောက်ကြိုတင်ပြင်ဆင်မှုတွေလည်းပြုလုပ်လျက်ရှိပါတယ်။ရုရှားရေနံကုမ္ပဏီကြီးနှစ်ခုကိုအနောက်နိုင်ငံတွေရဲ့စီးပွားရေးအရပိတ်ဆို့တန်းခတ်မှုကလည်း OPEC အဖွဲ့ဝင်နိုင်ငံတွေအတွက်စိန်ခေါ်မှုဖြစ်လာခဲ့ပါတယ်။အထူးသဖြင့်ဗြိတိန်နဲ့ American ရဲ့အေးအေးပိတ်ဆို့မှုတွေကြောင့် OPEC Plus အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ရုရှားအတွက်ရေနံရောင်းချရမှာ ခက်ခဲရှိလာခဲ့ပါတယ်။ Agno ရဲ့အမှုဆောင်အရာရှိချုပ်ဖြစ်သူ Sultan El Jaber ကတော့စွန့်ရင်လူရဲ့ချက်ကို ရေရှည်မှပို့ပြီးကြီးမားလာမယ်လို့သာကောက်ချက်ချထားပါတယ်။ဒါပြင် UAE ဟာတနေ့ကို ရေနံစီပေပါ၃တန်းထုတ်လို့ရကနေ၄တမ၈၅တန်းထိတိုးချဲ့ထုတ်လို့ဖို့ကြိုးပမ်းခဲ့ကြမှာလဲကန့်သက်ခံခဲ့ရဘူးပါရီဒီနှစ်မှာတော့ OPEC Plus အဖွဲ့က UAE နိုင်ငံကိုရေနံထုတ်လုံခွင့်ထပ်တိုးခွင့်ပြုထားတာတွေ့ရပါတယ် 2029နောက်ပိုင်းမှာ UAE နိုင်ငံဟာရေနံထုတ်လုပ်မှုပုံမတွုံးမြင့်သွားမှာဖြစ်တယ်လျောက်ကမ္ဘာရေနံထုတ်လုပ်မှုအများဆုံး၅နိုင်ငံဆင်းဝင်ဖြစ်ရပ်တည်နိုင်ဖို့အလားအလာရှိလို့နေပါတယ်ဆက်လက်တင်ဆက်ပေးမှာကတော့ Tesla ကုမ္ပဏီရဲ့ CEO လည်းဖြစ်ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်လည်းဖြစ်တဲ့ Elon Musk ဟာ AI chips ထုတ်လို့ရေးစက်ယုံကြီးတစ်ခုတိဆောက်သွားမယ်ကြောင်းအတည်ပြုလိုက်ပါတယ်။လာမယ့် April မှာ Tesla က Intel ကုမ္ပဏီနဲ့ပူးပေါင်းပြီး AI chips စက်ယုံကြီးတစ်ခုကိုတိဆောက်သွားမှာဖြစ်ပါတယ်။ဒါပြင် Tesla ကသူတို့ရဲ့ပစ္စမမျိုးဆက် AI chips ပြားကိုဒီဇိုင်းရေးဆွဲလျက်ရှိတဲ့လျောက်ရှယ်ယာရှင်တွေနဲ့နှစ်ပတ်လည်အစည်းအဝေးမှာအလားအလာကောင်းတွေပြသနိုင်ခဲ့ပါတယ်။ American နည်းပညာကုမ္ပဏီကြီး Intel ဟာလည်း ဈေးကွက်ထဲမှာ Nvidia နဲ့နှိုင်းယှဉ်ရင်းနောက်ကျကျန်နေခဲ့တာဖြစ်ပြီးရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့လည်း Max ရဲ့ကြီးညာချက်ပြီးနိုင်ပိုင်းအတွင်းမှာတော့ Intel share ဈေး၄00ကျပ်လုံးတက်လာတာတွေ့ရပါတယ်။မကြာသေးခင်ကပဲ American အစိုးရဟာ Intel share ၁၀၀ကျပ်လုံးကိုရင်းနှီးမြှုပ်နှံခဲ့တဲ့လျောက်ဒီတင်းပညာကုမ္ပဏီတို့ထုတ်ကုန်အသစ်တစ်ခုလိုအပ်လာခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံပွဲမှာပဲ Max တို့ ဒေါ်လာ1 trillion နီးပါးစုကြည့်ပေးမဲ့အစီအစဉ်ကိုရှယ်ယာရှင်တွေဘက်ကသဘောတူခဲ့ပါတယ်။ဒါကြောင့်လာမယ့်ဆယ်နှစ်တာအတွင်း Max က Tesla ကုမ္ပဏီရဲ့တန်ကြီးအပါအဝင် AI ရဲ့စက်ရုပ်နီးပညာတွေပါဖွံ့ဖြိုးလာအောင်ဥဆောင်ပေးသွားရမှာဖြစ်ပါတယ်။အိမ်နောက် AI fight chess ပြားကိုစမ်းသပ်ပြီးဖြစ်တဲ့ပြင်ထိုင်ဝမ်ရဲ့ TSMC နဲ့တောင်ကိုရီးယားရဲ့ Samsung စတဲ့ကုမ္ပဏီတွေနဲ့ပါပူးပေါင်းဆောင်ရွက်သွားဖို့ Max ကပြောဆိုခဲ့ပါတယ်။ လက်ရှိချိန်မှာ Tesla က AI chips ပြစတုထမျိုးဆက်ကိုအလိုလျောက်မောင်းနေတဲ့စနစ်တွေမှာအသုံးပြုနေတာလည်းဖြစ်ပါတယ်။လာမယ့်2026 April လမှာတော့ Stellar တိုင်းမပါပဲခုံခုံနဲ့နဲ့စက်ရုပ်တက္ကစီကို Tesla ဘက်ကစတင်ထုတ်လုပ်ဖို့ပြင်ဆင်လျက်ရှိပါတယ်။ဒါပြင်နောက်ထပ်မျိုးဆက်အဖြစ်လျှက်စင်စွမ်းအင်သုံးပြိုင်ကားတွေပါထုတ်လုပ်သွားဖို့ရှိတဲ့အကြောင်းဖော်ပြထားပါတယ်။ နောက်ဆုံးသတင်းပုတ်အနေနဲ့ကမ္ဘာဈေးကွက်တန်ဖိုးရ American Dollar 9 trillion ပထမဆုံးပြင်းပြောက်ခဲ့တဲ့ကုမ္ပဏီဖြစ် Nvidia ကစံချိန်ထပ်တင်နိုင်ခဲ့ပြီးမှတ်တိုင်အတွက်ကို site ထူလိုက်ပါတယ်ဒီ American Chips ပြထုတ်လုပ်ရေးကုမ္ပဏီကြီးဟာ Graphic Chips Design ရေးဆွဲရာကနေ AI နဲ့ပေရဲ့ထိပ်တန်းနေရာကိုအခုလိုမျိုးအလင်းမြန်တက်လန်းလာနိုင်ခဲ့တာပါ2023ဇွန်လပိုင်းမှာအဲ့ဒီကုမ္ပဏီရဲ့ဈေးကွက်တန်ဖိုးက ဒေါ်လာ1ထရီလီယံကိုပထမဆုံးပြည့်မီခဲ့ပြီးဒီနှစ်ဇူလိုင်လအရောက်မှာတော့ဒေါ်လာ4ထရီလီယံနဲ့အထက်ကျော်လွန်သွားခဲ့ပါတယ်။အခုလိုမျိုးကမ္ဘာတန်ကြီးအမြင့်ဆုံးကုမ္ပဏီကြီးရဲ့နောက်မှာ Apple နဲ့ Microsoft ကကက်လက်ရပ်တည်နေတာကိုတွေ့ရပါတယ်။အိမ်နောက် AI နည်းပညာဆိုင်ရာကောင်းမွန်တဲ့အလားအလာတွေက Nvidia chips ပြားတွေရဲ့ value အကူဆက်မြင့်တက်စေခဲ့တဲ့အပြင်ကုမ္ပဏီရဲ့ stock ဈေးတွေပါစံချိန်တင်မြင့်မားလာအောင်တွန်းအားပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် Nvidia share ဈေးက90ရာခိုင်နှုန်းနဲ့အထက်ကိုတစ်နှစ်အတွင်းတက်လာခဲ့ပါတယ်။ဒါပြင် Nvidia ဟာနည်းပညာကဏ္ဍကပြန်ဘက်ကုမ္ပဏီတွေကိုကျော်ဖြတ်နိုင်ခဲ့တယ်လို့စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး GDP အရဆိုရင်လည်းအတော်လေးမြင့်မားပါတယ်။ကမ္ဘာ့ဘဏ်ရဲ့အချက်လက်တွေအရ Nvidia ကုမ္ပဏီတန်ကြီးဟာ American နဲ့တရုတ်ကလွဲရင် နိုင်ငံတိုင်းရဲ့ GDP ထက်ကိုကျော်လွန်သွားပြီဖြစ်ပါတယ်။လာမယ့်နှစ်မှာလည်း Nvidia ဟာ ဒေါ်လာ900ဘီလီယံဘူး AI chips ပြ Aura တွေကိုရလာလိမ့်မယ်လို့မျှော်လင့်တဲ့အကြောင်းအမှုဆောင်အရာရှိချုပ်ဖြစ်သူ Jensen Huang ကပြောထားပါတယ်။တစ်ဖက်မှာ Nvidia ထုတ်ကုန်တွေအတွက်အကြီးမားဆုံးဈေးကွက်ဖြစ်တဲ့တရုတ်နိုင်ငံရဲ့အခြေအနေကိုလည်းရင်းနှီးမြှုပ်နှံသူတွေဘက်ကစောင့်ကြည့်လျက်ရှိပါတယ်။တရုတ်အစိုးရကတော့အစ်စ်မြစ် chips ပြတွေကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့အတွက်ရင်းနှီးမြှုပ်နှံမှုများစွာကိုပြုလုပ်နေတယ်ဆိုပြီးဖော်ပြထားပါတယ်။ ဟုတ်ကဲ့ပါဒီတစ်ပတ်အတွက် business focus အစီအစဉ်ကိုဒီမရင်အဆုံးသတ်လိုက်ပါတယ်နောက်ပတ်တွင်မှာပြန်လည်ဆုံတွေ့ရအောင်ပါကျွန်တော်ကတော့ကိစ္စနိုင်ပဲဖြစ်ပါတယ်